တော်တော်များများအားလုံးမင်္ဂလာပါဆရာကဆရာဆင်ပါ great seven တင်ချာသည်ဥဒ္ဓမြောက်ကိုမျှဝေတင်ချာပြပါမယ်ဆရာရဲ့မျှဝေတင်ချာမှုလေးကိုနှစ်သက်တဲ့အကျိုးရှိဆိုရင်မြတ်တာလက်ဆောင်အနေနဲ့ subscribe and follow လေးလုပ်သွားပေးဦးနော်အဲ့တော့ဆရာတို့ဒီနေ့လေ့လာရမှာကတင်ချာတဲ့ 5x5 ကအခရာဂိဏ်းများမျှောက်ခြင်းအကြောင်းလေ့လာရမှာအဲ့တော့အခရာဂိဏ်းအနေနဲ့မျှောက်တယ်ဆိုတော့ဆရာတို့ကမျှောက်ခြင်း player competency ကိုဆရာတို့ကအသုံးပြုတာကိုပြောတာဟုတ်ပြီနော်ဒါဆိုမျှောက်ခြင်း player competency ဒါတို့တမီးကိုမှတ်မိသလားဆရာတို့ပြပြပါဦး ။မြောက်ချင်းပလေယာကုန်တက်ဒီဆိုတာဖလေတာဖလေတာဆိုတော့ဆရာတို့ကနေရာချင်းချိန်လိုက်တာပေါ့ဗျ။ဒါဆိုဆရာတို့ကအိနဲ့ဘီနဲ့မြောက်တယ်ဆိုရင်ရှေ့ကင်းလေးဖြစ်တဲ့အေကိုနောက်မှာထားပြီးတော့နောက်ကင်းလေးဖြစ်တဲ့ဘီကိုရှေ့ကနေမြောက်တာနဲ့အတူတူပဲ။ဒါဒီဆရာတို့ကသူတို့နှစ်ခုဒီနေရာချင်းဆရာတို့ကဖလေလိုက်တာဖြစ်တဲ့ရှေ့ကင်းနဲ့နောက်ကင်းလေးနဲ့လဲပြီးတော့မြှားလိုက်တာအတူတူပဲ။ဒါကိုဆရာတို့က မြောက်ချင်းဖလေယကုန်တတိလို့ခေါ်တယ်အဲ့တော့ဒီလက်ခဏာဂိန်းတန်းနေမြောက်ချင်းမှာဆရာတော်ဒီမြောက်ချင်းဖလေယကုန်တတိတွေကိုအသုံးပြုมาဖြစ်တယ်အဲ့တော့နောက်ထပ်ကုန်တတိတစ်ခုကမြောက်ချင်းပစ္ဆယကုန်တတိပစ္ဆယကုန်တတိကတော်တော်သမီးတို့မှတ်မိသလားပြောကြည့်ပါဦးပစ္ဆယကုန်တတိဆိုတာပစ္ဆယဆိုတာအသုံးလုံးပါအဲ့တော့ဆရာတော်ဒီ၃လုံးရှေ့ဂိန်းလေးနှစ်ခုကိုမြောက်ပြီးမှနောက်ဂိန်းလေးနဲ့မြောက်တာနဲ့နောက်ဂိန်းလေးနှစ်ခုကိုမြောက်ပြီးမှရှေ့ဂိန်းလေးနဲ့မြောက်တာနဲ့အတူတူပဲဖြစ်တယ်ဒါကိုပစ္ဆယကုန်တတိလို့ခေါ်တယ် ောက်ပြီเนาะဒါဆိုဆရာတို့နောက်ထပ်ကုံတက်တီတခုမြောင်ချင်းဖြန့်ဝေရာကုံတက်တီဩရှေ့သင်္ကန်းစာမှာလည်းဆရာတို့သုံးခဲ့တယ်ဖြန့်ဝေရာကုံတက်တီဟုတ်ပြီเนาะဒါဆိုဆရာတို့ဖြန့်ဝေရာကုံတက်တီလေးကြည့်ရအောင်ဖြန့်ဝေရာကုံတက်တီဒီမြောင်ချင်းနှစ်ခုဒီဆရာတို့ကလဲကောင်မှာပေါင်းထားတယ်ဒါမှဆရာတို့ကတူရာကိန်းလေးရှေ့ကိန်းလေးနှစ်ခုပုံပြီးရင်ရှေ့ကိန်းလေးကိုရှေ့မှာပုံထိုးပြီးတော့ပေါ်ပြလိုက်တာဒါဆိုဆရာတို့ကမြောင်ချင်းဖြန့်ဝေရာကုံတက်တီကိုခေါ်တယ်ဟုတ်ပြီเนาะဒါဆိုဆရာတို့ဖြန့်ဝေရာကုံတက်တီဒီပုံစံလက်မျိုးရှိတယ် ဟုတ်ကဲ့နော်ဒါဆိုကျွန်တော်နောက်ထပ်တစ်ခုကနောက်ကင်းလေးနှစ်ခုဒီပုံတူနေတယ်ဒါကြောင့်နောက်မှာပုံတွန်းလိုက်ပြီးတော့ရှေ့ကင်းလေးနှစ်ခုကိုပေါင်းပေးလိုက်တာဖြစ်တယ်ဒါဒီဆရာတို့ကမြောက်ချင်းဖြန့်ဝေရကုန်တတိဖြစ်တယ်အဲ့တော့ဆရာတို့ဒီနေ့လေ့လာတဲ့ခရိုင်ကိန်းတန်းများမြောက်ချင်းဆိုတာဆရာတို့ကဟောဒီမြောက်ချင်း ကွန်တက်တီ၃မျိုးကိုအသုံးပြုလာပြီဖြစ်ပါတယ်။ဒါဆိုဆရာတို့ကြည့်ရအောင်ပါ။ five point five by one ကဆရာတို့မိုနိုမီယံများမြောက်ချင်းကဲမိုနိုမီယံမမိတယ်တော့အဲ့တော့ဂိန်းလုံးတစ်ခုတည်းရှိတာကိုမိုနိုမီယံလို့ခေါ်တာ။ဒါဆိုရင်ဂိန်းလုံးတစ်ခုတည်းရှိတဲ့မိုနိုမီယံမြောက်ချင်းကိုတွက်မယ်ဆိုရင်လည်းခုနကွန်တက်တီတွေဆရာတို့အသုံးပြုမှာဖြစ်တယ်။ဟုတ်ပြီနော်ဒါဆိုဆရာတို့ပုံစံတွေတက်ကိုကြည့်ရအောင်။ဟောဒီပုံစံတွေတက်ကိုဒါတို့တမီတို့ဘယ်လိုဖြည့်ရှင်းမလဲဆရာတို့ပြောကြည့်ပါ။ဟုတ်တယ်ဆရာတို့ကဒီမှာ ქვენ ညီနဲ့ပေးထားတယ်ဒီမှာမြောက်ထားတာဖြစ်တယ်။ဒါဆိုဆရာတို့က ခွင်းနေဖြုတ်ပြီးတော့မှပဲဆရာတို့ကတွေ့လို့ဖြည့်ရှင်လို့ရမှာဖြစ်တယ်ဒါကြောင့်ခွင်းကိုအရင်ဆုံးရှင်းရမှာဖြစ်တယ်ဟုတ်ပြီเนาะဒါဆိုဆရာတို့ကနောက်တစ်ဆင့်မှာခွင်းရှင်းလိုက်မယ်ခွင်းရှင်းလိုက်မှာဆိုတော့ဆရာတို့ကဒီရှင်းမှာရှိတဲ့မြောက်ပေါ်ကင်ဝမ်းအနေနဲ့ဝင်မြောက်လိုက်ရင်ခွင်းကရှင်းပြီးသားဖြစ်သွားမှာဖြစ်တယ်ဒါကြောင့်ဆရာတို့ကခွင်းရှင်းလိုက်ပါမယ် မရှင်ပြီးသွားရင်ဆရာတို့ကသတိကို စာခွဲခင်းခွဲမယ်ဆိုရင်သတိ A ဒီသတိနဲ့ A နဲ့မြောက်တာဖြစ်ပြီးတော့ 5B ဒီ5နဲ့ B နဲ့မြောက်တာဖြစ်တယ်။ဒါကြောင့်ဆရာတို့စာခွဲခင်းခွဲလိုက်တယ်။ကိန်းကနန်းစာခွဲခင်းဖြစ်တဲ့3နဲ့5နဲ့တသက်အရင်ဆုံးမြောက်ရမှာဖြစ်ပြီးတော့အခင်အားစာခွဲခင်းဖြစ်တဲ့ A နဲ့ B နဲ့ကိုတသက်စုပြီးတော့မြောက်ရမှာဖြစ်တယ်။ဒါကြောင့်သူတို့ကိုဆရာတို့ကဝင်းခတ်ပြီးစုပြီးတော့ရှင်းရမှာဖြစ်တယ်။ဒါကြောင့်ဆရာတို့ကကိန်းကနန်းစာခွဲခင်းဖြစ်တဲ့3နဲ့5နဲ့ကိုဝင်းခတ်လိုက်မယ်။ အခင်ရာစာကွက်ကိန်းဖြစ်တဲ့ A နဲ့ B နဲ့ကိုခွင့်ခံလိုက်ဒီလိုမျိုးခွင့်ခံပြီးတော့မှတူရာစုပြီးဖြည့်ရှင်ရမှာဖြစ်တယ်ဆိုတာတောင်းပြီးတော့နားလည်ရအောင်အားလုံးမှမျှောလိုက်မယ်3နဲ့5နဲ့မျှောတော့3 5လီက35 A နဲ့ B နဲ့မျှောတော့ AB ဖြစ်တယ်ဒါကြောင့်50 AB ရတာဖြစ်တယ်ဒါဆိုဒါတို့တမီရောမိုနိုမီယယ်ကိန်းချင်းချင်းမျှောတာနားလည်မယ်နော်ဟုတ်ပါပြီအဲ့တော့ဆရာတို့ကနောက်တစ်ဆင့်နေကြရင်ဆရာတို့ကဟောဒီအဆင့်ဒီအဆင့်နဲ့ဒီအဆင့်လေးကိုကြော်ပြီးတော့ဒီအဆင့်ကနေစပြီးတော့တွက်လို့ရတယ်အဲ့တော့မှတ်ထားရပါသည် ခင်ကနန်းစာကွဲကင်းကိုတသက်စုပြီးတော့ရှင်းရမှာဖြစ်ပြီးတော့အခင်ရစာကွဲကင်းဖြစ်တဲ့ ADB ရေအခင်ရတွေကိုတသက်စုပြီးတော့ရှင်းရမှာဖြစ်တယ်ဆိုတော့တောက်တူမြတ်မှတ်ထားရအောင်ဟုတ်ပြီနော်ဒါဆိုဆရာတို့နောက်ထပ်ပုံစံတွေလေးကြည့်ရအောင်ပါကဲဒီမှာကျတော့မိုနိုမီယာတွေက၃လုံးဖြစ်သွားပြီဟုတ်ပြီနော်မိုနိုမီယာတွေပဲမြောက်မှာဖြစ်တယ်ဒါဆိုရင်ဆရာကကပြောခဲ့ပြီးမလုပ်ရမလဲခင်ကနန်းစာကွဲကင်းတွေဖြစ်တဲ့2ရေ -3 လေးရေ4လေးရေဝင်ရင်တော့စုပြီးတော့မြောက်ရမှာဖြစ်တယ် နောက်တော့မှအကင်ရစာပွဲဂိမ်းနေဖြစ်တဲ့ H ကဲ Y ဇက်ကေကိုတသက်စုပြီးတော့မြောက်ရမှာဖြစ်တယ်။ဒါဆိုဒီမှာ -3 layer minus ဖြစ်နေတဲ့အတွက်သူ့ကိုရင်းရင်ကွန်းဆက်ပြီးရေးရမှာဖြစ်တယ်။ဟုတ်ပြီနော်။ဒါကြောင့်ဆရာတို့ကသူတို့တွေကိုဂွင်ရှင်းလိုက်မယ်။ဂွင်ရှင်းမှာဆိုတော့ဆရာတို့ကတူရာစုပြီးတော့ရှင်းရမှာ။ကိန်းကန်းစာကဲဂိမ်းနေအတူတူမြောက်မှာဖြစ်တဲ့ဆိုရင်ဆရာတို့တောင်းဝင်လေးရေးလိုက်မယ်။ပြီးတော့ negative minus 3 layer အဲ့တော့ minus 3ကဂွင်ခံရမယ်။ အဲ့တော့ဒီမှာလက်သွင်းခင်ခတ်တာပြည့်တဲ့အတွက်ဒီမှာဆရာကတွန်ကွင်းသုံးဖို့၄000ဝင်လေးတောင်းရမှာဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့ဆရာတို့ဂိန်းကနန်းစာခွဲဂိန်းတွေဖြစ်တဲ့နှစ်ကဘိုင်းနဲ့3လေးရေပြီးတော့4ရေဆရာတို့ကစုပြီးတော့မြောင်းလိုက်မယ်။ပြီးတော့မှအခင်အားစာခွဲဂိန်းတွေဖြစ်တဲ့နောက်က H ကဝိုင်းရေဇကေကိုမြောင်းလိုက်မယ်။ H ကဝိုင်းရေဇကေကိုမြောင်းလိုက်မယ်။ကဲဒါဆိုဆရာတို့ကရှင်းလို့ရပြီ။အဲ့တော့မှ1 3လီက6 6လေးလီက 24အနှုန်းနဲ့မြောက်တော့ minus 24ပြီးတော့မှ hkyn ရဲ့စက္ကန့်မြောက်တော့ hy c အခင်ရာရေးတဲ့အခါသတိထားရမယ်အခင်ရာအစဉ်အတိုင်းရေးရ a b c d a ကနေ z ထိအစဉ်အတိုင်းရေးရမယ် y h z လို့မရေးရဘူး z y h လို့မရေးရဘူးဒါလေးသာလို့တမျိုးမှတ်ထားရအောင်ဟုတ်ပြီနော်အဲ့တော့အခင်ရာရေးတဲ့အခါအခင်ရာအစဉ်အတိုင်းရေးရမှာဖြစ်တယ်နော်ဟုတ်ပါပြီဒါဒီပုံစံတည်းနှစ်ပါ ကဲနောက်ထပ်ပုံစံတွေသုံးဖို့ကြည့်အောင်ကိန်းကန်းစာခွဲကိန်းတွေဖြစ်တဲ့16ရေ1 over 2လေးရေ1 over 4ရေဘာလို့မလဲမြောင်းမယ်နောက်ကအခင်အစာခွဲကိန်းတွေဖြစ်တဲ့ R ရေ P ရေ Q ရေဆိုပြီးတသက်မြောင်းမှာဖြစ်တယ်ဒါဆိုဆရာတို့ရှင်းရအောင်အဲတော့ ქვენ ခန်းလိုက်မယ်16လေးရေ1 over 2ရေ1 over 4ရေကိန်းကန်းစာခွဲကိန်းတွေကိုရင်သုံးတသက်မြောင်းမယ် ီးတော့မှအခရာစာပွဲဂိမ်းတွေဖြစ်တဲ့ R ရဲ့ P ရဲ့ Q ရဲ့ကိုမြောက်မယ် R ရဲ့ P ရဲ့ Q ရဲ့ကိုမြောက်တယ်။ဟောပြီးတော့ဆရာတို့ရှင်းလို့ရပြီ၄တလီလေးလေးလေးလီစချောင်းနဲ့တလီနဲ့နဲ့နဲ့ဒီဒါဆိုဆရာတို့ကနဲ့တလီနဲ့ဆိုတော့ true ရမှာဖြစ်တယ် R ရဲ့ P ရဲ့ Q ရဲ့အဲ့မှာသတိထားရမယ်ဆရာတို့လည်းအခရာအစင်လာရေးရမှာဖြစ်တဲ့အတွက်ဘယ်ကအရင်လာတာလဲဆို P ကအရင်လာ P Q R S T U V အဲ့လိုလာတာဟုတ်ပြီเนาะဒါကြောင့်အခင်ရဆင်းတိုင်းလေးရော R A P A Q A မြောက်တော့ R P Q လို့မရေးဘူးဒီမှာဘယ်လိုရေးမလဲ P Q R လို့ရေးရမယ်အခင်ရဆင်းတိုင်းရေးရမှာပုံစံတွေ့လေးကြည့်ရအောင်ပါအဲ့တော့ဒီမှာကတော့ဆရာတို့ multiply ဖြစ်တဲ့ integer နဲ့မပေးထားဘဲနဲ့မိကုံးမှာမြောက်ပါလို့တုံးထားတာဖြစ်တယ်ဒါဆိုဒါတော့တမီတော့နောက်တစ်ဆင့်မှာအမြောက်ကလေးတွေပါလို့မလဲထည့်ရေးမယ်သုံးဖို့ခွင့်ခတ်ပြီးတော့တစ်ဆင့်ရေးလိုက်ပေါ့เนาะဒါဆိုရင် square e နဲ့ ခြေထဲမှာအမြောက်တွေထည့်ပြီးရင်းနေရတယ်။တော့ -8 က 3a² b ရဲ့ 4b2 ရဲ့ဆရာတော့မြောက်တာဖြစ်တယ်။အဲ့တော့ကွမ်းစားလိုက်ခြင်းအပြင်ဒါခြေထဲမှာအမြောက်တွေလက္ခဏာရှိတယ်ဆိုတာဒါလိုမျိုးသိရမယ်ပေါ့နော်။ဒါဆိုဆရာတို့ကဒီမှာဒါမြောက်တာပြောင်းရေးလိုက်ပြီးပြီးသွားရင်ဆရာတို့တို့တွေကိုမလုပ်နဲ့ဂိန်းကနန်းစာကွယ်ကိန်းဖြစ်တဲ့စနစ်က -8 က တတိလေးရဲ့ for လေးကိုတက်တက်မြောင်းမယ်ဒါဆိုဆရာတော်ကတက်တက်မြောင်းလိုက်မယ်12 multiply minus 8 multiply 3 multiply 4ပြီးတော့ ქვენ ခတ်လိုက် ქვენ ပိတ်လိုက်ပြီးတော့ဆရာအခရာစာဝယ်ကိန်းပြည့်ဖြစ်တဲ့ a multiply a square multiply b multiply j u ကဲခွန်ခလိုက်ဒါဆိုဆရာတို့ဒီမှာမျှောက်လို့ရပြီအဲ့တော့ညီမချင်းအောင်မှာညီမချင်းလေးထိုးပြီးတွဲရမှာပေါ့နော်ဆရာဒီမှာပုံလေးနဲ့ရှောင်းနေရဆရာဒီဘက်မှာထိုးလိုက်မယ်အဲ့တော့စနေနဲ့ရှင်းနဲ့မြောက်စနေရှိလီ96 3လေးလီယာစနေစနေနဲ့96နဲ့မြောက်ပေါ့နော်ဒါဆိုရင်1100နဲ့50နဲ့ချမ်းမြောက်ကြည့်ပေါ့ဆရာမြောက်တော့ဒါဆိုအနှုံးနဲ့မိုင်းနဲ့မြောက်တာဆိုတော့ဆရာမိုင်းနဲ့ထွက်မယ် minus 1000 then 152ခြေတူမြောက်ရင်ထန်းချုံချင်းပေါင်းရေရေ e square နဲ့မြောက်တော့ e cube ဖြစ်တယ်ဒီကတစ်ထပ်နဲ့ဒီကနှစ်ထပ်နဲ့ပေါင်းတော့သုံးတက်ရဖြစ်တယ် BABA မြောက်တော့အခြေတူများရင်ထန်ချုံချင်းပေါင်းသူ့မှာတစ်ထပ်ရှိရဲဒါဆိုသုံးတပ်နဲ့တစ်ထပ်နဲ့ပေါင်းတော့၄တပ်ဖြစ်တယ်။အဲကြောင့် B to the power 4ဒါဆိုဒါတို့တမီရောဟောဒီပုံစံတွေ၄နားလည်မယ်နော်။ဟောဒီပုံစံတွေကနေဆရာတို့မဆူလေးရရှိတဲ့ ကိန်းကနန်းစာခွဲကိန်းများကိုဥစွာဖြည့်ရှင်ပြီးနောက်ပါတဲ့ဆရာတို့အခင်အားစာခွဲကိန်းတွေကိုအစဉ်လိုက်ရေးပြီးတော့ရှင်းလင်းရှိတယ်ဆိုတဲ့အချက်လေးမှတ်ထားရအောင်ဟုတ်ပြီနော်ဒါကြောင့်ကိန်းကနန်းစာခွဲကိန်းတွေဖြစ်တဲ့ရှေးရမြောက်ဖို့ကိန်းတွေကိုဆရာတို့အရင်ဆုံးပါလို့ရမယ်ဥစွာရှင်းရမယ်ပြီးတော့အဲဒီနောက်မှာအခင်အားကိန်းတွေကိုဆရာတို့က မြောင်ရမယ်ရေးတဲ့အခါအခရာအစင်လိုက်ရေးရမှာဖြစ်အခရာအစင်လိုက်မရေးလဲဘာဖြစ်တုံးဆရာရေးဆိုဘာမှတော့မဖြစ်ဘူးအခရာအစင်လိုက်လေးရေးတော့နာမည်လေးတွေလည်းခေါ်လို့ကောင်းပြီးတော့သူ့ရဲ့စီစနစ်တကြလေးဖြစ်တာပေါ့နော်ဟုတ်ပါပြီဒါဆိုတော့တမီးတော့မှတ်တမ်းရမှာအခရာဂိမ်းနဲ့မြောက်တဲ့အခါဘာလို့ရမလဲအခရာအစင်လိုက်ရေးရမယ်ဆိုတာမှတ်တမ်းရကဲဒါဆိုဆရာတို့လေ့ကျင့်ခန်းလေးလုပ်ရအောင်ပါလေ့ကျင့်ခန်း Wi-Fi 2အောက်ပါတော့ရှင်းပါဒါဆိုဆရာတို့ရှင်းပါမယ်ရှင်းရမြောက်ဂိမ်းကနန်းစာကွက်ဂိမ်းတွေဖြစ်တဲ့ Final Sentence မြောက်မယ် ဝင်ခန့်မယ် file နဲ့ sin နဲ့မြောက်ပြီးတော့ရခရာတွေမြောက်မယ် a နဲ့ a နဲ့မြောက်ကဲဒါဆို9နဲ့6နဲ့မြောက်တော့9 6လီက30 a နဲ့ a နဲ့မြောက်တော့ a square ဖြစ်တယ်ခြေတူမြောက်ရင်ထန်ညုံးနေပေါင်းတစ်ထန်နဲ့တစ်ထန်နဲ့ပေါင်းတော့နှစ်ထပ် square ရတာဖြစ်တယ်ဟုတ်ပြီနော်နောက်ထပ်ခါခွေကိန်းကနန်းစာခွေခွေနေပြတဲ့1 over 6ကဲ5 over 6ကဲ18လေးရဲ့2ရဲ့မြောက်မယ်ဒါကြောင့်ဝင်ခန့်မယ်1 over 6 multiply 5 over 6 multiply 18 multiply 2တွင်ပိမ့်မယ်ပြီးတော့အခေအားတွေမြောက်မယ် b လေးလုံးမြောက်မယ်ဒါကြောင့် b multiply b multiply b လေးလုံးမြောက်လိုက်ပြီးတော့တော့မှဆရာတို့တွေဘာလုံးပါလဲကျင်းမယ်ပေါ့နော်ကျင်းစရာရှိရကျင်းမယ်6 36 63 28 3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  J ဒါဆိုရင်ဇာတော့ဘာပဲကျန်တော့မှာလဲ5ပဲကျန်တော့မှာ9တလီ9 B လေးလုံးမြောက်တော့ B 2 to the power 4ဖြစ်တဲ့အခြေတူမြောက်တော့ထန်ညုံနေပေါင်းတော့တက်လေးလုံးပေါင်းတော့၄ရဖြစ်ဟုတ်ပြီနော်ကဲဒါဆိုကြတော့နောက်ထပ်ကားငယ်ခင်္ဂနာစာခွဲကိန်းနေဖြစ်တဲ့3နဲ့7နဲ့ယင်မြောက်မယ်ဒါကြောင့်ဝင်ခံလိုက်မယ်3နဲ့7နဲ့မြောက်မယ်ပြီးတော့အခေယာတွေဖြစ်တဲ့ U နဲ့ V နဲ့မြောက် ပြီးသားရင်3920ဖြစ်တဲ့ unit ဝင်နေမြောက်တော့ UB အဲ့တော့အခေယာအစဉ်အတိုင်းမှာ VU လာလာလား UB လာလာလားဆရာတို့အစဉ်လိုက်ရေးလိုက်ပါဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ UB နောက်တန်းကာဂျီကာဂျီတင်းကလည်းကိန်းကန်းစာခွဲကိန်းဖြစ်တဲ့6900နဲ့မြောက်မယ်ဒါဆိုရင်ခွင့်ခိုင်းလိုက်မယ်6 7အခေယာရင်းမြောက်မယ် p multiply q အဲ့တော့6940ဖြစ်တဲ့ P နဲ့ Q နဲ့မြောက်တော့ PQ ကဲပြီးသွားရင်နောက်ထပ်ငါဂိန်းကနန်းစာခွဲဂိန်းတွေဖြစ်တဲ့1 over 4ရယ်3 over 4ရယ်1 over 2ရယ်32ရယ်မြောက်မယ်။အဲဒါကိုတွန်းခိုင်းလိုက်မယ်။1 over 4 multiply 3 over 4 multiply 1 over 2 multiply 32 ကဲဂိင်္ဂနနဲ့မြောက်ပြီးရောအခေယာစာခွဲကိန်းတွေဖြစ်တဲ့အခေယာတွေမြောက်မယ် C 3လုံးမြောက်မယ် C multiply C multiply C ဒီလိုအစားတို့မြောက်မယ်ကျင်းစရာရှိတာကျင်းမယ်ပေါ့နော်ဒါဆိုရင်၄တလီလေး၄၈လီက32ပြီးတော့၄တလီလေး၄နလီက8အဲ့တော့ဒီနှစ်နဲ့ဒီနှစ်နဲ့ကြည့်ဒါဆိုရင်3တလီ3 C 3ကမြောက်တော့ C 2 တော့3စီကျူရဖြစ်တဲ့ဆာလုံးဘင်္ဂနားစာခွဲခင်းနေဖြစ်တဲ့2ကဲ8ကဲ3ရံညောင်းပဲဒါဆိုရင်2 multiply 8 multiply 3ခွဲခန်းလိုက်မယ်အခရာတွေဖြစ်တဲ့ h ကဲ y ရံဇကဲညောင်းမယ် h multiply y multiply z နေ့ရှင်းလီယာ16 16 3လီ48 48 h y 10 ကဲဒါဆိုတော့တမီတို့စာလုံးဒီနားလဲပေါ့ဟုတ်ပါပြီဒါဆိုတော့ကျွန်တော်ကစလိန်ကနေထောင်းဝမ်းပဲအထိတွက်ကြည့်ပါပြီးတော့အဖြေတိုက်ပေါ့နော်ခင်္ဂလန်းစာခွဲခိုင်းနေဖြစ်တဲ့၄နဲ့၃နဲ့မြောက်မယ်4ရဲ့3ရဲ့မြောက်မယ်ပြီးတော့ဆရာတို့ C နဲ့ D နဲ့မြောက်မယ် C multiply D ဒေသောင်းလေးက7နဲ့ဖြစ်တယ်အခရာအစင်းတန်းရေးတော့ CD နောက်ထပ်စာခွဲခိုင်း ခင်ကနန်းဆောင်ခွဲကိန်းနေဖြစ်တဲ့9နဲ့6နဲ့မြောင်းမယ်ဒါဆို5 multiply 6အခရာတွေဖြစ်တဲ့ h နဲ့ y နဲ့မြောင်းမယ် h multiply 1ကွန်ကပ်ဒီလိုရင်ဆိုတော့96လီယာ30 h နဲ့ y နဲ့မြောက်တော့ h y ကဲနောက်တစ်ဇာမြင်ဆွဲခင်ကနန်းစာခွဲကိန်းနေဖြစ်တဲ့3ရှေ့မှာမြောက်ဘော်ကိန်း1တည်းရှိတော့ တတတထည့်ရေးလဲရတယ်မရေးလဲရတယ်ဒါဆိုဆရာကရေးလိုက်ပါမယ်3 multiply 1 multiply 1 multiply 1ပြီးတော့အခေရာတွေမြောက်မယ် g g h အဲ့တော့ g g h ပြီးတော့3တလီက3 g နဲ့ g နဲ့မြောက်တော့ g square ပြီးတော့ h ဖြစ်တယ်အခေရာအစင်းတိုင်းဟိုမိုးရွကြီးဟုတ်ပြီနော်မန်နေဆိုထားလိုက်လို့ရပြီ နောက်တစ်ခုညာ1 over 8ရဲ့8 over 3ရဲ့9ရဲ့ဂိင်္ဂနစာခွဲကိန်းတွေရင်မြောက်မယ်ဒါဆို1 over 8 multiply 8 over 3 multiply 9 obey ပြီးတော့အခင်အားတွေပြတဲ့ h scale h scale b ရင်မြောက်မယ် h multiply h multiply b ခေတ္တဆိုဆရာတို့မြောက်ပြီးရှင်းနေရှင်းနေကြည်သွားမယ်3 delete 3 3 4ဒါဆိုရင် 3တောင်းတတိတောင်းရပါဖြစ်တယ် h ကဲ h ကဲများတော့ a square b နဲ့ b နဲ့များတော့ b အဲ့တော့ h နဲ့ b နဲ့မှာဘယ်သူကအခရာဆင်လိုက်လာတာလဲဆို b ရရင်လာတာဖြစ်တယ်ဒါကြောင့် ba square လို့ရေးလိုက်မှာဖြစ်တယ်ဒါဆိုရင်3 a square b လို့ရေးရင်လည်းပဲမှန်တယ်ဒါပေမဲ့အခရာဆင်တန်းရေးတော့3 b a square လို့ရေးတာတွေကပို့ပြီးတော့တင့်တော်တယ်ပေါ့နော်ဒါဆိုဆရာတို့နောက်ထပ်တန်တင်းကျေးငင်္ဂနာစာကွဲခိုင်းနေဖြစ်တဲ့2 over 3 3 4 ဝါဟောဘာဤဒေဝယင်မြောက်မယ်ဒါဆိုမြောက်မယ်ဒုဟောဘာ3 multiply 3 multiply 4 multiply 1 over 8ခေပင်းရခရာစာခွဲခင်းခြင်းမြောက်မယ်ဒီဒီပဲ၄လုံးဖြစ်တယ်ဤ multiply multiply a multiply a ဖြစ်တယ်ပြီးတော့ရင်ဆရာတို့ရေရှင်းတော့မယ်3နဲ့3နဲ့ခြေသွားမယ်၄တလီလေး၄နဲ့၄ရှင်း နဲ့တဒီနဲ့နဲ့တဒီနဲ့ဆိုခြေသွားပါဒါဆိုဆရာတို့1ပဲကြံပါဘာ1ကထင်ပြေးတော့ဒါဆိုဆရာတို့က a လေးကမျောတော့ a is to the power 4နောက်တစ်ထောင်ဝင်ပဲခင်္ဂနန်းစာခွဲခိန်းနေပြတဲ့3ရဲ့သူရဲ့ရှေ့ကမျောပေါ်ခိန်းတက်ကဲတက်ကဲမျောပဲ3တခုပဲရေးလိုက်လဲရတယ်တော့တကယ်တော့ဒါဆိုဆရာကတော့ထည့်ရေးလိုက်ပါမယ်3 multiply 1 multiply 1ပြီးတော့မှဆရာတို့ကအခေယံစာခွဲခိန်းဖြစ်တဲ့ m ရဲ့ h ကမျောပဲ ်ဘောင်ဒရီကတော့ mh နဲ့မြောက်တော့ mh ကဲဒါဆိုတော့ဒီမျိုးထောင်းဝဲပဲထိနားလည်မယ်เนาะဟုတ်ပါပြီဒါဆိုတော့နံပါတ်2အောက်ပါတော့ကိုရှင်းပါကဲဒီချာမင်းကုန်းကိုကြည့်ရမယ်ကဲဒီမှာမြောက်ထားတယ် multiply multiply ဒီမှာ plus ဖြစ်နေတာသတိထားရပြီးတော့ဒီမှာအမြောက်တွေဖြစ်ဒါဆိုရင်ဂိန်းတန်းတစ်ခုမှာဆရာတို့ကအပေါင်းနှုတ်မြောက်စားတွေကိုဘာမှမပါဘဲနဲ့ဒီတိုင်းတန်းနဲ့ရေးထားပြီဆိုရင်ဆရာတို့ကသတိထားရမယ် ဘာတွေကိုယဉ်ဆုံးရှင်းရမလဲဆိုအမြောက်နဲ့အစားကိုယဉ်ရှင်းရတယ်။ဒါကြောင့်ဟောဒီဘက်ကအမြောက်ကိုယဉ်ရှင်းရမယ်။ဒီဘက်ကအမြောက်ကိုယဉ်ရှင်းရမယ်။ပြီးမှနောက်ဆုံးမှပေါင်းပေးရမယ်ဆိုတာတော့တမျိုးနားလဲရအောင်။ဟုတ်ပြီနော်။ဒါဆိုရှေးရကိန်းတွေကိုဆရာတော်ယဉ်ဆုံးပါလို့မလဲ။မြောက်ရမှာဖြစ်တယ်။ဒါဆိုဆရာညီများချင်းရှေးရကောင်တွေကိုဆရာတော်အရင်ဆုံးမြောက်လိုက်မယ်။ဒါဆိုတွင်ခတ်လိုက်မယ်။ 3a multiply 4a multiply a ဒီလိုတက်တက်မြောက်မယ်ပြီးတော့အပေါင်းနောက်တော့ကောင်းနေလဲတက်တက်မြောက်မယ်ဒါဆို 2b multiply 5b multiply 2b အဲ့ဒါကိုခက်လိုက်ပြီအဲ့တော့သူတို့အမြောက်တွေရောအရင်ဆုံးရှင်းပြီးမှနောက်ဆုံးမှဘာလုပ်ပေးရမလဲပေါင်းပေးရမယ်ဒါဆိုဆရာတို့ကမြောက်မှာဖြစ်တဲ့တွေတရှိရကောင်းနေမြောက်မှာဂိန်းကနန်းစာကွက်ဂိန်းတွေဖြစ်တဲ့3ရယ်4ရယ် အရင်မြောက်မယ်ဒါဆိုဆရာတော်မြောက်လိုက်မယ်ဒီရှင်းမှာ1ရှိတယ်ပေါ့နော်1မှာထည့်ရေးခြင်းတဲ့ရေးပေါ့ဒါဆိုဆရာတော်3 multiply 4 multiply 1ထည့်ခြင်းနဲ့ထည့်ထည့်ရေးလိုက်ပါမယ်1ဆိုတော့ min bay အခရာတွေမြောက်မယ်အခရာတွေက a 3ကမြောက်တယ်ဖြစ်တယ်ဒါဆို a multiply a multiply a ကဲပြီးတော့အပေါင်းနောက်တော့ကိုင်းကိုရှင်းမယ် ခင်ဗျားစာဝဲကိန်းတွေဖြစ်တဲ့2ကဲ9ရဲ့2ကဲမြောက်မယ်ဒါဆို2 multiply 5 multiply 2အခေအားစာဝဲကိန်းတွေဖြစ်တဲ့ b 3ကမြောက်မယ်ဒါဆို b multiply b multiply b အဲဒါဆိုဆရာတို့ရှင်းမယ်3လေးလီက12 a 3ကမြောက်တော့ a 2အခြေတူမြောင်ရင်ထန်ညုံးနေပေါင်းရတယ်တစ်ထပ်3ကမြောက်တော့3တက်ဖြစ်တယ်ပြီးတော့ blood နဲ့9လီ30 30နဲ့လီ20 BAB ဘီတော့ငါမြောက်တော့ဒီကျူးရမယ်ခြေတူမြောင်းရင်ထန်ညုံးနေပေါင်းရတယ်တစ်ထက်တစ်ထက်ပေါင်းတော့တုံးတက်ရတာဖြစ်တယ်။ဒါဆိုတောက်သူမျိုးနံပါတ်ကာကြီးလေးနားလဲနော်။ဟောခါဝင်းမှာကျတော့ကာကြီးလို့မဟုတ်တော့သူကဝင်းခတ်ပြီးထားတယ်။ကြားထဲမှာဘာလုပ်ပေးရမလဲနှုတ်ပေးရမယ်။တကယ်လို့ဝင်းမခတ်ထားဘူးဆိုရင်လည်းတောက်သူမျိုးတို့သိရမယ်။အပေါင်းတို့မြောက်စားဤတိုင်းနဲ့ရေးတိုင်းအမြောက်ကိုရင်ရှင်းရမယ်ဆိုတော့သိရမယ်။ပြီးမှနောက်ဆုံးမှာအနှုတ်ကိုရှင်းရမယ်ဆိုတော့နားလဲရမယ်။ quen mà khai bên này ấy thì chọn một loại nào nào đấy à cái hobby đó quen khai bên nào làm gì lâu nên mà miền nào đấy từ lúc nhau nhau mình rồi nào đấy thôi đã rồi nhau mấy cái năm sau cái cái gì đấy cháu này cô này nhau mấy đã rồi nhỉ six multiply nine các cái gì nhau mấy h multiply h ví dụ nó nên nè ngà nè nhau mấy là two multiply five các cái nào gì đấy y nè y nè nhau mấy y multiply y ကဲပြီးတော့တော့ဆရာတော်မြောက်ပြီးကွာ69450နဲ့54 extension နဲ့မြောက်တော့ a square minus နဲ့95 10 y နဲ့ y နဲ့မြောက်တော့ y square အဲဆိုနံပါတ်ခါခွေလေးနားလည်မယ်နော်ဟုတ်ပြီကဲအောက်ပါလို့မြောက်ပါတဲ့ဒီတကလက္ခဏာလေးမပေးတာကိုမြောက်ပါလို့ပဲပြောတာဒါဆိုဆရာတော်ကသူတို့တွေဘာလို့ရမလဲမြောက်ရမယ်မြောက်ရမယ်ဆိုတော့ဆရာတော်ကဂျားထဲမှာမြောက်လက္ခဏာကြီးထည့်ရင်ထည့် ထက်ရင်ခွင်းခတ်ပြီးတော့ရေးမယ်။ဒါဆိုဆရာကခွင်းခတ်ပြီးတော့ရေးလိုက်မယ်။ 5t 4ရယ်2ရယ် 3s t ရယ် beyond 10t square ရယ် beyond 2s 2ရယ်ကဲတို့တွေမြောက်လာပြီ။ခွင်းနေကပ်ပြီးမရေးရင်ဂျာထဲမှာအမြောက်တက်ပြီးတော့ရေးရမယ်။ဒါဆိုဆရာတို့ကမြောက်ပြီ။မြောက်ရင်ဘာတွေလုပ်ရမလဲ။ kengna sa kwa 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 zwei, pide 5 ye, 2 ye, 3 ye, 10 ye, zwei. ye, ye miyao me, da jau kwa kwa lai me, 5, 2, 3, 10, 2, pida ya kya ye miyao me, t ye, s ke, t ye, t ye, t square ရဲ့ s ကျူလေးရဲ့ကဲဒီတိုင်းပဲရေးလိုက်မြောက်ပြီး9နလီ30 30 3လီ30 30 10လီ300 300နလီ600ဒါဆိုဆရာတို့က100ရသွားပြီပြီးတော့ s နဲ့ t နဲ့မှာဆရာတို့ s ကအရင်လာတာဖြစ်တယ်အခရာအစင်လာရေးမှာဆိုဒါကြောင့် s ကိုအရင်မြောက်အဲဆို s ကတထန်းနဲ့3တန်းနဲ့ဆိုအခြေတူမြောက်ရင်ထန်းညုံနေပေါင်းတော့3တန်းနဲ့တထန်းနဲ့ပေါင်းတော့ဘယ်နှတန်းရမလဲ လေတန်းရမှာဒါကြောင့် s to the power 4ပြီးတော့မှ t တွေမြောက်မယ် t ရ3လုံးအဲ့တော့ဒီမှာကတစ်ထပ်တစ်ထပ်ဆိုတော့2ထပ်ဒီက2ထပ်နဲ့ပေါင်းတော့လေတန်းဖြစ်တယ်ဒါကြောင့် t to the power 4ဖြစ်တယ်အဲ့တော့ဒါတို့ရောနံပါတ်ကကြီးနားလဲမယ်နော်ခါခွေးလေးသူကမြောက်ပါပြောတော့ဆရာတို့ဂျားထဲမှာမြောက်တွေတက်ပြီးရင်ရင်မကျင်းရင်ဘာလို့ရမလဲဝင်းခတ်ပြီးတော့ရေးရမယ်ဒါဆိုဆရာတို့ရေးလိုက်မယ်7 times c square d ရဲ့ ပြီးတော့ sin c d square လေးရယ်ပြီးတော့3 c q ရယ်နောက်ဆုံး2 d q ရယ်ညောင်ရမှာဖြစ်တဲ့အကြောင်းခွင့်ခန့်လိုက်ပြီးညောင်တော့မယ်ခင်ခန်းစာခွဲခင်းနေဖြစ်တဲ့9ရယ်10ရယ်6ရယ်3ရယ်2ရယ်ညောင်မယ်ဒါဆိုဆရာတို့ညောင်မယ်7 multiply 10 multiply 6 multiply 3 multiply 2ကဲပြီးသွားပြီဆိုရင်အခင်အားစာခွဲကိန်းနေဖြစ်တဲ့အခင်အားတွေမြောက်မယ် c ရဲ့ d ရဲ့အဲ့တော့ c square ရဲ့ d ရဲ့ multiply c ရဲ့ d square ရဲ့ပြီးတော့ d ကျုပ်ရဲ့ပြီးတော့ d ကျုပ်ရဲ့ မြင်ရလားမသိဘူးဒီပုံမှာသွားရေးလိုက်တယ်နော်တောင်းနဲ့လေးရ6 66 36 36နဲ့9နဲ့မြလဲရဟုတ်ပြီနော်အဲ့တော့36နဲ့9နဲ့မြောက်တော့96 42ဒေးမှ9တောင်းလီ20နဲ့1ဆိုတော့25 250နဲ့2ရရတယ်10နဲ့မြောက်တော့2500နဲ့20ဒါဆိုဆရာတော်က2500နဲ့20 စီပြီးမှဒီလာလာဖြစ်တဲ့အတွက်စီရရင်မြောက်မယ်စကွဲရစီရစီကျုရဆိုတော့နှစ်ထန်းတစ်ထန်းဆိုတော့၃ထန်း၃ထန်းနဲ့အပေါင်းတော့၆ထန်းဒါကြောင့်စီ2တဲ့ဘာဝ10ပြီးတော့ဒီရမြောက်မယ်ဒီကဒီမှာတစ်ထန်းရှိတယ်နှစ်ထန်းဆိုတော့၃ထန်း၃တန်းနဲ့ပေါင်းတော့၆တန်းဖြစ်တယ်။ဒါကြောင့် D2 တက်ပါပါ10ဖြစ်တယ်။ဒါဆိုတော့တပည့်ရောနံပါတ်ခဝေးမှုစာလေးနားလည်မယ်နော်။ကဲဒါဆိုဆရာတို့ဒီနေ့သင်ခန်းစာလေးကပြီးသွားပါပြီ။ဒီနေ့ရဲ့စကားလက်ဆောင်လေးက လောဘကြီးလျင်အလှဲစားခံရတတ်သည်တဲ့ခုခက်မှာရှိတယ်မလားဆရာတို့ကအဲဖုန်းနဲ့ပဲဖြစ်ဖြစ် message ပို့တာဖြစ်ဖြစ်ဖုန်းဆက်တာပဲဖြစ်ဖြစ်တချို့တိန်ကြရလေလူချင်းမင်းကတိန်ဘလောက်ဘလောက်တန်လဲပေါ့ပါတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ပါအရာကိုထုတ်ဖို့အတွက်စုကြေးကိုထုတ်ဖို့အတွက်သုံးဖို့တန်စာကပို့ဆောင်က delivery ကသုံးဖို့တခုခုစရေးပေါ့နော်ဘလောက်ပေးသွင်းရပါမယ်လို့ပြောလိုက်တဲ့အချိန်မှာဆရာတို့ကလောဘတက်သွားတယ်မလာမလာနေမစင်သားတော့ဘလို့လောဘတက်သွားအောင်ဆိုတော့ ဟောငါသိန်းဘလောက်ကြီးများတော့ရမှာအဲတော့ငါဒီဟာလေးကိုတွဲလိုက်မယ်အဲသူကဥမာအများကြီးကိုလောဘတက်သွားတယ်အများကြီးကိုလိုချင်တဲ့လောဘဖြစ်သွားတဲ့အခါကျတော့ဆရာတို့ကသူလှည့်စားနေရအောင်ဆရာတို့ကမရင်းမိတော့လောဘကြောင့်မလို့ဆရာတို့ကသူလှည့်စားတဲ့ဟာကိုမတိလိုက်တော့ပဲနဲ့ကိုရှိမှသူကတောင်းတဲ့ပတ်စံကိုသူကပေးဖို့လုပ်တယ်ပေါ့နော်အဲတော့တချို့ကလည်းပေးလိုက်ကြတယ်အဲ့တော့ပြီးလိုက်ကြတော့ပြီးကြတော့စုံသွားတယ်လက်စားခံနိုင်ရတယ်ဒါဒီဆရာတို့ကလိန်တဲ့သူကိုတခါတည်းကြအပြစ်တင်ရတယ် တကယ်တော့ဆရာတို့တွေရဲ့လောဘစိတ်ကြောင့်ဆရာတို့အလိန်ခံရတာပေါ့เนาะဒါကြောင့်တစ်ခါတည်းရံမှာဆရာတို့တွေကလောဘမကြီးဖို့ပေါ့เนาะဒါအရာမှာတတိထားရမှာဖြစ်တယ်အဲ့တော့မိမိကိုကိုမိမိလောဘမကြီးအောင်ထိန်းသိမ်းလိုက်လို့ဆိုရင်ဆရာတို့ကသူလိန်နေရပါလားဆိုတာစဉ်းစားတတ်သွားမှာဖြစ်ဒါကြောင့်လောဘကြီးလင်ရင်လည်းစားခံရတတ်သည်ဆိုတဲ့ဒီစကားလက်ဆောင်လေးကိုတော့သူတို့မှတ်ထားပြီးတော့ဆရာရမှာလောဘမကြီးဖို့တတိထားဆင်ခြင်နိုင်ပါစီဟုတ်ပြီเนาะအဲ့တော့ဒါတို့သူတို့ဒီဆရာမိပါတို့တည်း တဆင်းမြအောင်ကြိုးစားနိုင်တယ်။ကျောင်းသားကျောင်းသူတွေများဖြစ်ကြပါစေ။ Bye bye ။